အားလုံးပဲမင်္ဂလာပါဒီနေ့မနေ့ကတော့ကလေးတမင်မှုလဲပြင်ပြီးသွားပြီကိုမနေ့စာလဲစားပြီးသွားပြီဆိုတော့လှုပ်သွားဖို့ပြင်လိုက်ပါဦးမယ်ဒီနေ့ကတော့လေကိုနေရဲ့ဝင်းနေကအိတ်နေအိမ်မှာစပင်းတော့ညှက်ပေးရမှာဖြစ်ပါတယ် ိုရောက်သွားပြီဆိုရင်လေဧည့်သည်တွေကလာပြီးတာကျေးဇူးပါပြင်ပန်းသွားပြီလားဆိုပြီးတော့မေးကြတယ်ပေါ့နော်ကို့အတွက်ကတော့မပြင်ပန်းမအောင်လို့ပေါ့နော်စင်ကမှတိတိအစပေါင်းများစွာပြင်ပန်းခဲ့တာဆိုလေစင်ကရောက်ခါစားဆိုရင်ယထာဒဏ်ကားဒဏ်နဲ့ဒီအိတ်နေမှာစပင်လိုက်ညက်ပြီးတာလေကိုနေရနေရဘူးလမ်းဆိုလို့ရှိရင်ဟိုလေးစိတ်နာတမ်းမနီစီကိုရောက်သွားခဲ့တာပေါ့နော်ဒီမှာတော့အခုအတွက်လည်းအဆင်ပြေပါတော့ဘူကင်ဝင်ပြီဆိုရင်ရန်ကုန်ဆိုင်နဲ့ဒီဘက်နဲ့တလဲစီလုလိုက်တာပါတော့။အလုံးမသွားခင်ကတော့မှန်အချင်းချင်းကြည့်တယ်ဓာတ်ပုံအချင်းချင်းရိုက်တယ်ပါတော့။ ဒါတော့ခုအတွက်အရန်အသုံးဝင်တဲ့စပိန်လေးပေါ့နော်။စပိန်လေးကအရန်လည်းမမြင်ဟိုတော့ BM base ဆိုမျိုးဟာမျိုးလေးပေါ့နော်။သူကတော့ဂျပန်စပိန်ခောက်စပိန်လေးပေါ့နော်။ဒီဘက်ဇုံဘက်မှာညက်တယ်ဆိုရင်တော့လေဒီစပိန်မလို့ပေါ့เนาะ underground เนี่ยနေလမ်းလျှောက်သွားလိုက်တော့ပေါ့ဟိုဘက်ဇုံဒီဘက်မှာညက်တယ်ဆိုရင်တော့စပိန်လေးယူသွားတာပေါ့เนาะ ဒီနေ့ဧည့်သည်နှိမ်သွားခဲ့ပြီးပြီဆိုတော့အိမ်ပြန်ရောက်ပါပြီ။ဖိုက်စာလာပြီဆိုတော့စားဖို့တောက်ဖို့ပြင်လိုက်ပါဦးမယ်။ ီနေ့ကတော့ strawberry လေးကိုခိုင်းလို့ smoothie မဟုတ်ဘဲနဲ့ပေါ့နော်အဖြော်ရည်သဘောမျိုးခက်ပြစ်ပြစ်ကလေးဖြော်ပါမယ်ဒီ strawberry တစ်စိတ်ကလေအဲ strawberry သီးလေးလည်းလက်တယ်နောက်ပြီးတော့အလုံးကြီးကြီးလေးလည်းထည့်ပေးထားရပေါ့နော်ကိုက strawberry ဆိုရင်ပမာရတာနုစီနုစိမ့်နဲ့ဖြော်ရတာကိုကြိုက်ပါတယ်နိုစီကလေရေခဲတူတာထဲမှာအထားခံပေးမယ်။နိုစင်းကဘယ်တော့မှအထားမခံဘူးပေါ့နော်။ ခဏဆိုတာနဲ့ရှင်သွားတယ်အဲဒါကြောင့်မလို့ကိုကအဲပိုတဲ့နှုတ်စင်းလေးတွေဆိုလို့ရှိရင်ခဲခဲထားလိုက်တာပေါ့နော်အဲနှုတ်စင်းတပူဝယ်ပြီဆိုရင်နေတိုင်းသုံးဖို့တော့ပလင်းလင်းနဲ့ခွဲထားတယ်ကျန်တာတွေကအခဲလေးလှုပ်ထားလိုက်တာပေါ့နော်ဒီဖြော်ဆက်မျိုးလေးတွေကလေ ဒီလိုခဲတဲ့အသီးတွေရေခဲတွေချိန်မယ်ဆိုလို့ရှိရင်လေစတိုက်ခလုတ်ကိုလှည့်ထားလို့မရဘူးเนาะတစ်ချက်လှည့်လိုက်ရက်လိုက်တစ်ချက်လှည့်လိုက်ရက်လိုက်အဲ့လိုလုပ်ပေးရတယ်ပေါ့เนาะဟိုပစ္စည်းပြက်နေရကြာပြီဖြစ်တယ်လေဒီဖြော်ဆက်လေးလည်းပြန်ရောင်းပေးပါဦးမယ် တွက်ဖြော်ပြီးရင်လေဒီဘူးလေးတိုင်းတင်လို့ရအောင်လို့ဖုံးပူလေးလည်းပါတယ်နောက်ထပ်ဘူးပူတစ်ခုလည်းပါသေးတယ်ပေါ့နော်ဒီလိုစက်ပစ္စည်းလေးတွေကလေသူ့အညွန်တိုင်းသုံးမယ်တသက်ရက်သုံးမယ်ဆိုရင်ကြာကြီးခံတယ်ပေါ့နော် ခုကတော့ထမင်းစားဖို့ပြင်လိုက်ပါအောင်မယ်။ဟိုဆန်လေးတွေလေးရှိရှိလေးဆိုပြီးတဲ့သူများလို့ရှေ့ဘူပေါ်ဆန်းကိုပဲသုံးပါရဲ။ဒါပေမဲ့ငှဲ့ချက်တော့လေးဆန်လေးတွေရှိရှိလေးထွက်လာတာပေါ့နော်။အခုကတော့မနေ့ကချက်ထားတဲ့ငါးမွေပေါ့နော်။ငပတ်မွေစပလင်များများလေးနဲ့အဲ့ဒါရေခင်းသီးနှက်လေးနဲ့စားပါမယ်။ နေ့ငါးမွေလေးကနည်းနည်းလေးကျွတ်သွားတယ်ပေါ့နော်ခါရင်းဆိုလို့ရှိရင်ကိုကဟိုပြပြထွေထွေလေးချက်တာများတယ်ပြပြထွေလေးဆိုလို့ရှိရင်ခမင်းနဲ့နေဆိုင်ပိုကြိုက်တယ်ပေါ့နော်ခန်းဒီနှက်ကလည်းလေဟိုတနေ့ကချက်ထားဆက်ဆက်ကလေးပေါ့နော်ကလေးကလေခန်းဒီနှက်အရန်ကြိုက်တယ်အဲ့ဒါယူသေးရေးရေးလေးနဲ့ချက်ထားတယ်ဒီငားမွေအီအီလေးနဲ့ဒီချက်တော့နေရမြေသားလေးပေါ့နော်ကျွတ်ကျွတ်လေးကြိုက်တူအရန်ဆောက်လို့ကောင်းပါတယ် ောက်ကောင်းလိုက်တာရှင်ကျဲဦးကလည်းကိုကြိုက်တဲ့အနေထားလေးပေါ့နော်သူရင်းနှီးဆူဆူမှဆူပြီးတော့မှထည့်လိုက်5မိနစ်6မိနစ်စရင်အဲ့အနေထားလေးမြဲရတယ်ပေါ့နော်ဆက်နေတာလေးကိုလေးစိတ်နဲ့ကျဲဦးလေးနဲ့အဆုံးသတ်လိုက်တော့လေဘယ်လိုပြောရမလဲဆိုရမ်းပါဖက်ပေါ့နော် ောက်ဆုံးအစပိတ်ကတော့ strawberry ဖြော်ရည်မှုမှုအေးအေးလေးပါရှင်ကြည့်ရှုပေးသူအားလုံးကိုကျေးဇူးပါနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်